မျိုးပြရင်မွန်းချက်မှုတွေကနေဒီချိန်ကားလောက်ဖြစ်ဖြစ်ထွက်ပြေးဖို့အတွက်ခုံနားစရာနေရာတစ်ခုရဖို့ရန်ကုန်မြို့မှာရှားပါလာပါတယ်အခုတော့ဒီလိုခုံနားစရာနေရာလေးတစ်ခုကိုရှမ်းရှင်းစကွဲကလျှို့ဝှက်ဥယျာဉ်ဆိုတဲ့နာမည်လေးနဲ့ဖန်တီးလိုက်ပြီးအများပြည်သူလဲပတ်နိုင်ဖို့ February 28ရက်နေ့မှာစတင်ဖွင့်လှစ်လိုက်ပါတယ်ရှမ်းရှင်းစကွဲရဲ့ကားရဲ့နားရဲ့နေရာရဲ့အပေါ်ဆုံး6လောက်က Secret Garden မှာတော့တစ်ပင်တွေစိမ့်စိမ့်ဆူဆူနဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးတစ်ခုဖန်တီးထားပါရယ်ဈေးဝယ်ထွင်ရင်ဖြစ်ဖြစ်မိသားစုနဲ့အတူချင်းမင်းလက်ဆောင် စားရင်ပဲဖြစ်ဖြစ်တကူးတကပဲဖြစ်ဖြစ်တွားရောက်တဲ့အခါစားတောက်ဆိုင်တွေအစုံလင်လဲရှိနေပါရယ် secret garden ဆိုရယ်နာမည်နဲ့လိုက်အောင်စားတောက်ဆိုင်တွေကိုယူချေရမှာအခက်အခဲရှိတာမို့လက်ရှိအနေနဲ့ဆိုင်ဆယ်ဆိုင်ဖွင့်ထားပြီးနောက်ထပ်နှစ်ဆိုင်ချက်ဖွင့်ဖို့လည်းရှိတယ်လို့စတင်ရှင်းပြသူကဒေါက်တာဆန္နာထွန်းပါမိသားစုတွေစိတ်ချမ်းသာပျော်ရွှင်စွာအနားယူရင် သုံးဆောင်နိုင်မှုအတွက်လာလေကြပါလို့သူကဖိတ်ခေါ်ခဲ့ပါတယ်အာခမရလူရအောင်သူကဒီညာလေးရောက်လာပြီးတော့အရန်ကိုစူးစားစမ်းကြည့်ပြီးတော့နေရာပြက်လေးတစ်ခုရောက်သွားတယ်လို့နော်စိတ်စိတ်တဲ့နေရာလေးတူလို့လူတွေမှာမြို့ပြမှာမုန်းချက်တဲ့အခါကျတော့စိတ်စိတ်တဲ့နေရာလေးဆိုတော့စားသောက်လို့ရှိရင်ဝမ်းနဲ့ကျရောစိတ်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 နဲ့လည်းစားလို့ရတယ်။အဲတောင်မသားစုလည်းဟိုစိတ်စိတ်နဲ့ပြည့်ပြည့်စုံစားလို့ရမယ်နေရာလေးရှိတယ်လို့လည်းဖြစ်နေတယ် secret garden မှာဖွင့်ထားတဲ့ဆိုင်တွေကတော့ Fuji Japanese, Shabushi Buffet, Fortuna, Mary Brown, Barbecue Chicken Restaurant, Shui Bazon, Chatline Bubble Tea စတဲ့စားတောက်ဆိုင်တွေအပြင် Music Box Karaoke ခန်းတွေလည်းပါဝင်ပါတယ်။ဖွင့်ပွဲအချိန်မှအဖြစ်မလ10ရက်နေ့အထိအထူးလျှော်စေဆရာခိုင်နှုန်းရောင်းချမှာဖြစ်တယ်လို့ဆိုပါရယ်။ Secret Garden ထဲမှာဖွင့်ထားတဲ့စားတောက်ဆိုင်တွေကဒီဇိုင်းဖြစ်တဲ့ Barbecue Chicken အနေနဲ့ နိုင်ငံတကာအစားအစာတွေကိုနှစ်သက်မဲ့သူတွေအတွက်ဒီဥယျာဉ်ကိုလာချမဲ့သူတွေနဲ့ကိုက်ညီမဲ့ခြင်းလို့ဖွင့်ပြတာဖြစ်ပြီးကျန်းမာရေးနဲ့ညီညွတ်မဲ့အစားအစာတွေကိုလာရောက်ကြီးစံကြည့်ဖို့လဲဖိတ်ခေါ်လိုက်သူကကိုနိုင်ဝင်းအောင်ပါလာရောက်ကြတဲ့ဒီ customer တွေလို့ရှိရင်လည်းတို့တွေနဲ့ဒီနိုင်ငံတကာအစမီစားအစာတွေပေါ့နော်နိုင်ငံတကာစားအစာတွေ restaurant တွေကိုတို့တွေနဲ့ဟိုနှစ်ကြနှစ်သက်ကြတဲ့လူတွေလူငယ်တွေလည်းများရပါတော့နော်အဲဒီအတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ brand အနေနဲ့ဆိုလို့ရှိရင်လည်း ဒီဒီမှာလာတဲ့ customer တွေနဲ့ကျွန်တော်တို့ရဲ့ဒီစားစာနဲ့ဆိုတော်တော်လေးကိုလည်း match ဖြစ်မယ်လို့ကျွန်တော်တို့ demand ထားရပါတော့เนาะကျွန်တော်တို့ဒီ BBQ chicken မှာဒီအစားအစာမျိုးစုံရနိုင်တယ်အဲ့တော့အဓိက BBQ premium cafe အနေနဲ့ဖွင့်ထားရတဲ့အကြောင်းကျွန်တော်တို့ customer တွေနဲ့လာရောက်သွားတဲ့ခါကျလို့ရှိရင်ဒီအဆင်ပြင်းပြင်းနဲ့ဒီအရသာကောင်းကောင်းစားမရည်နဲ့မျိုးတဲ့စားစာတွေရနိုင်ပြည့်လို့ကြောင်းဒီလာရောက်ပြီးတော့မီးစမ်းကြည့်ဖို့အတွက်ကျွန်တော်တို့နေပိတ်ခေါ်ကြပါတယ်